ီအဖြစ်ပြက်ကတော့လုံးဝမဖြစ်သင့်တဲ့ကိစ္စပါမဖြစ်နိုင်လောက်ဘူးလို့တောင်ပြောရမှာပါဒရုန်းဆယ်ကြီးဟာကမ္ဘာပေါ်မှာအထူးထက်ဆုံးအသိသိဆုံးလို့သတ်မှတ်ထားတဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုထိုးဖောက်ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်မြေပြင်နဲ့ကက်လူနီပါခနှိမ့်နှိမ့်အမြင့်ကနေဒီယူကရိန်းရဲ့ဒရုန်းတွေဟာရုရှားပိုင်တဲ့ထက်ကိုကီလိုမီတာ625အကွာဝေးထိတိတ်တဆိတ်ရှော့တိုက်ဝင်ရောက်သွားခဲ့တာပါရုရှားတိုက်လေယာဉ်မှုတစ်ယောက်ဟာသူ့ရဲ့ကြိယာတွေကအတိမပြုတ်ခင်မှာပဲတခုခုတော့လွှဲနေပြီဆိုတာသိလိုက်ပါတယ် ရုရှားလေယာဉ်မှူးမောင်းနေတဲ့ Su-35 တိုက်လေယာဉ်ရဲ့ရေဒါဟာနောက်ဆုံးပေါ်နီးပညာပါပဲ250ကီလိုမီတာကွာဝေးကတခြားတိုက်လေယာဉ်တစ်စီးကိုအသာအရာထောက်လှမ်းနိုင်တဲ့စွမ်းအားမြင့်ရေဒါမျိုးဖြစ်ပါတယ်ဒါပေမဲ့အခုသူတို့ယင်ဆိုင်နေရတာကတိုက်လေယာဉ်တွေမဟုတ်ပါဘူးသူတို့ဟာ drone တွေပါ drone တစ်စီးချင်းရဲ့ရေဒါပေါ်ကပုံရိပ်ဟာ Su-35 ရဲ့ရေဒါကထောက်လှမ်းဖို့ဒီဇိုင်းထုတ်ထားတဲ့ပုံရိပ်ထက်အဆ50ပိုပြီးသေးငယ်နေကြတာပါရေဒါမျက်နှာပြင်ပေါ်မှာပြတ်မှတ်ဆဲကူကပိုးဆောင်ကျူးလေးတွေလိုမှိတ်တုံမှိတ်တုံနဲ့ပေါ်လိုက်ပြောက်လိုက်ဖြစ်နေခဲ့ပါတယ် အဲ့ဒီအချိန်မှာလေယာဉ်မှုကထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိလိုက်ပါတယ်။အဲ့ဒါကတော့ drone ရဲ့ပန်ဂါရီပါ။တမနစ်ကိုအပတ်ရေ8400နှုန်းနဲ့လဲပတ်နေတဲ့ပန်ဂါရီဟာရေဒါပြန်လှိုင်းထဲမှာထူးခြားတဲ့တုံ့ဟာမှုတစ်ခုကိုဖန်တီးနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပဲလေယာဉ်မှုရဲ့လက်မကလက်နက်ပစ်လွတ်ခလုတ်စီကိုချက်ချင်းရောက်သွားခဲ့ပါတယ်။အကွာအဝေး18ကီလိုမီတာပါ။ပစ်လွတ်လိုက်တဲ့ဒုံးပြန်တွေဟာဒီအကွာအဝေးကို73စက္ကန့်အတွင်းရောက်ရှိပစ်ခတ်နိုင်မှာပါ။ဒါပေမဲ့ရန်သူစီကိုဒုံးပြန်ရောက်ဖို့73စက္ကန့်ပဲလိုပေမဲ့ ဒီ73စက္ကန့်ဆိုတာ drone တွေအတွက်တော့အချိန်အကြာကြီးလို့ခန်းစားနေရတာပါအရေးကြီးတာက drone တွေဟာသူတို့စီကိုဘာလာနေလဲဆိုတာကိုကြိုတင်သိနေခဲ့ကြပါတယ်ဒါကြောင့်သူတို့ဟာဘလုံးမှမဖြစ်နိုင်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ပါတယ်သူတို့ရဲ့ drone engine တွေကိုရပ်ပစ်လိုက်တာပါချက်ချင်းပဲ radar ပေါ်မှာမြင်နေရတဲ့ပြစ်မှတ်ဆဲကူဟာဘာမှမရှိတော့သလိုပျောက်ကွယ်သွားခဲ့ပါတယ်ဒုံးမြန်တွေကတော့ပြစ်မှတ်စီကိုထွက်ခွာသွားခဲ့ပြီးပါပြီအခုသူတို့ဟာမမြင်ရတဲ့အရာတွေကိုလိုက်ရှာနေရသလိုဖြစ်သွားခဲ့တာပါ drone တွေကိုကယ်တင်လိုက်တဲ့အကြောင်းရင်းကယူပဗေဒာနေရာမှာပါ ဒရုန်းတွေဟာမီတာ90လို့အရန်နှိမ့်တဲ့အမြင့်မှာပြန်တန်းနေတဲ့အခါရေဒါလိုင်းတွေဟာမြေပြင်နဲ့ရိုက်ခတ်ပြီးပုံရိပ်ရောင်တစ်ခုကိုဖန်တီးလိုက်ပါတယ်။ဆိုလိုတာကဒုံးပြန်ရဲ့ထောင်လန်းရေးစနစ်ဟာပြစ်မှတ်နှစ်ခုကိုမြင်ရပါတယ်။တစ်ခုကဒရုန်းအစစ်နောက်တစ်ခုကမြေပြင်ကနေရောင်ပြန်ဟက်လာတဲ့ဒရုန်းရဲ့ပုံရိပ်ရောင်ဖြစ်ပါတယ်။ဒုံးပြန်ရဲ့ကွန်ပျူတာမှာဘယ်ဟာအစစ်လဲဆိုတာဆုံးဖြတ်ဖို့3.3စက္ကန့်ပဲအချိန်ရပါတယ်။ပုံမှန်ဆိုရင်အားအကောင်းဆုံးလိုင်းကိုရွေးရပေမဲ့မြေပြင်ရဲ့အားဖြည့်မှုကြောင့်ပုံရိပ်ရောင်ကအစစ်ထက်ပိုပြီးအားကောင်းနေတတ်ပါတယ်။ ုံမြတ်ဟာပုံရဲရောင်ကိုအစစ်ထင်ပြီးမှောင်းရင်းသွားရွေးချယ်လိုက်ပါတယ်ပထမဆုံးဒုံမြတ်ဟာဘာမှမရှိတဲ့လေကွင်းထဲကိုထိုးကြပြက်စီးသွားခဲ့ပါတယ်လေရင်မှုလည်းသူ့ရဲ့ဒေါ်လာတန်းချီတန်လက်နဲ့အလဟသက်ဖြစ်သွားတာကိုကြည့်နေခဲ့လိုက်ရပါတယ်ဒါပေမဲ့ဒရုန်းတစ်စီးကတော့သူ့အဖွဲ့ကိုကယ်တင်ဖို့အနစ်နာခံခဲ့ပါတယ်ဒရုန်းနံပါတ်3ဟာရုတ်တရက်မီတာ900အထိအတင်းထိုးတက်လိုက်ပြီးအင်ဂျင်ကိုအမြင့်ဆုံးဖွင့်လိုက်ပါတယ်ဒါဟာတမင်သက်သက်စရေခံလိုက်ခြင်းပါပဲနောက်တော့အင်ဂျင်တန်တွေပြန်ထွက်လာပြီးကြံတဲ့ဒရုန်းကိုစီးဟာ55မီတာအမြင့်မှာချက်ချင်းပြန်ဆူစီးလိုက်ကြပါတယ် တို့ဟာ12ကီလိုမီတာကျယ်တဲ့မျက်နှာသာတစ်ခုဖြစ်ဖြန့်ခွဲလိုက်ကြတာပါလေယာဉ်မှုအတွက်တော့ဒါဟာကင်တွယ်ဖြည့်ရှင်းလို့မရတဲ့ပြဿနာဖြစ်သွားပါပြီပြစ်မှတ်ကိုကူက12ကီလိုမီတာချားနေပါတယ်သူ့မှာနောက်တစ်ကြိမ်ပြက်ခတ်ဖို့စီကြံပါတော့တယ်ပြစ်မှတ်ကိုပြန်ရှာဖို့အနည်းဆုံး3မိနစ်လိုအပ်နေပါတယ်အဲ့ဒီအချိန်ဆို drone တွေကနောက်ထပ်15ကီလိုမီတာအကွာကိုရောက်နေနေတော့ပါပြီလေယာဉ်မှုဟာ drone တွေမြေပြင်ရဲ့ radar line ရှုပ်ထွေးမှုတွေတဲကိုတဖြည်းဖြည်းပျောက်ွယ်သွားတော့ကိုဒေါသတကြီးနဲ့ကြည့်နေကြရတာပါညနေ3:38မိနစ်မှာ drone ကိုစီးဟာ Bryanx Oblast ဒေသကိုစနစ်တကျအတန်းလိုက်ရောက်ရှိလာခဲ့ပါတယ်။တစည်းနဲ့တစည်းဟာမီတာ900ချပြီး85မီတာအမြင်တနာရီ290ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေခဲ့တာပါ။ဒီနေရာကလယ်ဝင်းမြေတွေပဲရှိပြီးဒီပုံစံနဲ့ဖြစ်နေတာကြောင့်လမ်းကြောင်းရှာရတာအရင်ခတ်ပါတယ်။ဒါကြောင့်လေရုရှားတွေကသူတို့ရဲ့အဆင့်မြင် Electronic Warfare EW စနစ်တွေကိုဒီလမ်းကြောင်းတစ်လျှောက်မှာနေရာချထားခဲ့တာဖြစ်ပါတယ်။ယူကရိန်းဦးဆောင်ဒရုန်းရဲ့ GPS စနစ်ကဂျိုဒု12ဆင်းဖမ်းမိနေပြီးအချက်ပြလှိုင်းတွေကလည်းကောင်းနေခဲ့ပါတယ်။ ဒါပေမဲ့ရုတ်တရက်ဂျူတု7ဆင်းဖြစ်သွားပါတယ်။နောက်တော့9ဆင်းဖြစ်သွားတယ်။ပြီးတော့ဘာမှမရှိတော့ဘဲ GPS စနစ်လုံးဝပျက်စီးသွားခဲ့ပါတယ်။ဒါဟာအချက်ပြလိုင်းတစ်ဖြည်းဖြည်းပျောက်တာမျိုးမဟုတ်ဘဲရက်စင်မီခလုတ်ပိတ်လိုက်သလိုချက်ချင်းဖြစ်သွားတာပါ။ရုရှားစစ်တပ်ကသူတို့ရဲ့ထောင်ချောက်ကိုစတင်လိုက်တာပါ။ရုရှားစစ်တပ်ကတန်ကြပ်ကကားပေါ်မှာတက်ထားတဲ့ Boriso Club 2လို့ခေါ်တဲ့စနစ်ကိုအသုံးပြုခဲ့ပါတယ်။ဒီစနစ်ကလျက်စစ်တပ်လိုင်းဖြန့်ကျက်မှုတစ်ခုလုံးကိုတရားဝက်အားရှိတဲ့အနောက်ရှက်လိုင်းတွေနဲ့အဆက်မပြတ်ပြစ်လွှတ်နေတာပါ။ ဒီအခြေအနေကိုနှိုင်းရှင်ပြရရင်ကီလိုမီတာ2000กว่าက GPS ဂျိုတူတွေက3.325ဝက်လောက်နဲ့ပဲတူတူလေးအချက်ပြနေရတဲ့အချိန်ဒါပေမဲ့ Boriso Club 2စနစ်က8ကီလိုမီတာกว่าကနေ100ဝက်အားနဲ့အော်ဟစ်နေတာနဲ့တူပါတယ်ဒါကရိုးရိုးဆက်သွယ်မှုဖြတ်တောက်တာမဟုတ်ပါဘူးဒါဟာလျှက်စစ်တန်လိုင်းလှိုင်းနဲ့အင်အားသုံးအကြမ်းဖက်တိုက်ခိုက်တယ်လို့ဖြစ်နေပါတယ်ယူကရိန်း drone တွေဖမ်းယူရမယ့်မူလအချက်ပြလှိုင်းထက်အစ4000ပိုပြီးအပြင်းနေခဲ့ပါတယ်ဒါကြောင့်ယူကရိန်း drone တွေရဲ့လမ်းကြောင်းပြမျက်နှာပြင်တွေအလုံးမှောင်မိုက်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲမြောက်ဘက်၈ကီလိုမီတာအကွာမှာရုရှားရဲ့ Moskva 1လို့ခေါ်တဲ့ထောက်လန်းရေးစနစ်တစ်ခုကတိတ်တဆိတ်နားဆွင့်နေခဲ့ပါတယ်။ဒီစနစ်ကလှိုင်းပြန်မလွတ်ပါဘူး။လွတ်ရင်ယူကရိန်းဘက်ကသူ့နေရာကိုတည်သွားမှာပါ။ Moskva 1ကယူကရိန်း drone တွေအမှားလုံမဲ့အချိန်ကိုစောင့်နေတာပါ။ဒီစနစ်ရဲ့တွေ့ချက်ပုံကအရန်တီကြပါတယ်။သူ့မှာ antenna 3ခုရှိပါတယ်။ယူကရိန်း drone တစ်စီးစီကလှိုင်းထုတ်လွှတ်လိုက်တဲ့အခါ antenna 3ခုစီကိုအချိန်ကွာခြားပြီးရောက်ရှိပါတယ်။ဥပမာ line က station A ကို station B ထက် 1 microsecond ဆော့ရောက်ရင် Moxca 1က station A နဲ့မီတာ300ပုံနည်းတဲ့နေရာမှာရှိနေတယ်ဆိုတာတိတိကျကျညွှန်ပြနိုင်ပါတယ်။ antenna 3ခုကနေရလာတဲ့အချိန်3ခုကိုတွက်ချက်ပြီးပြည့်မှတ်ရဲ့ဒီနေရာကိုကီလိုမီတာ40အကွာကနေမီတာ90အတွင်းတိကျမှုနဲ့ရှာဖွေနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ Ukraine drone ရှစ်စီးကစီးကန်းကိုလုံးဝမချိုးဖောက်ခဲ့ပါဘူး။လှိုင်းလုံးဝမထုတ်စင်ဆာတွေလုံးဝမဖွင့်ခဲ့ပါဘူး။သူတို့ဟာအတွင်းပိုင်းစနစ်တွေနဲ့သာတွက်ချက်ပြီးပြန်တန်းနေတဲ့ INSS နဲ့ကိုပဲတုံးနေကြတာပါ။ ဒါဟာမျက်စိမှိတ်ပြီးလမ်းလျှောက်နေရတယ်လို့မျိုးပါအချိန်ကြာလာတဲ့မြားလမ်းကြောင်းကနေတိမ်ဆောင်းလာပါတယ်ဒီစနစ်ရဲ့တိမ်ဆောင်းမှုကတနအီကို30ဒီဂရီပါ3နာရီကြာပြန်တန်းတဲ့အခါမီတာ300လောက်လမ်းလွဲနိုင်ပါတယ်ဒါဟာပြင်မှတ်တစ်ခုလုံးကိုလွဲချော်သွားဖို့လုံလောက်တဲ့အကွာအဝေးပါပဲတစ်ခုခုကိုချက်ချင်းမပြောင်းလဲရင်ယူကရိန်းမရှင်တစ်ခုလုံးကြာရှုံးတော့မှာဖြစ်ပါတယ်ဦးဆောင် drone ရဲ့ကွန်ပျူတာကတွက်ချက်မှုတွေလုံနေပါတယ်မရှင်အောင်မြင်မှုအခွင့်အလမ်းကတဖြည်းဖြည်းလျော့ကျလာပါပြီ ဦးဆောင် drone ဟာသူ့အသက်ကိုစွန့်ပြီး mission ကိုကယ်တင်မဲ့အစီအစဉ်တစ်ခုကိုဆုံးဖြတ်လိုက်ပါတယ်။ညနေ၄နာရီမှာဦးဆောင် drone ဟာတိတ်ဆိတ်မှုကိုချိုးဖြတ်လိုက်ပါတယ်။ drone လှိုင်းထုံလွှင့်လိုက်တာဟာစုစုပေါင်း20စက္ကန့်ပဲကြာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ GPS တောင်းခံပြီးနေရာအတီးပြုတ်အုပ်စုလမ်းကြောင်းချိန်ညှိဖို့ပါ။လုံးဝတိတ်ဆိတ်နေတဲ့လျှက်စစ်တန်လိုက်ပတ်ဝန်းကျင်တွေကို drone က20စက္ကန့်ကြာအော်ဟစ်လိုက်တာပါပဲ။ Mossbar 1စနစ်နဲ့မျက်နှာပြင်တွေဟာချက်ချင်းတောက်ပသွားခဲ့ပြီး ပြင်းပရဲ့ဒီနေရာအချက်လက်တွေဟာရုရှားရဲ့ S300 ဒုံးမြန်စကန်၃ခုစီကိုမီလီစက္ကန့်အတွင်းရောက်ရှိသွားခဲ့ပါတယ်။ရုရှားဒုံးမြန်တပ်မှုတွေတွေးမနေတော့ပါဘူး။ပြင်းမှတ်ဒီနေရာရှိနေပြီးပြစ်ခတ်ခွင့်အမိန်ရှိပါတယ်။၈စက္ကန့်တွင်ရုရှားဒုံးမြန်၆ဆင်းဟာကောင်းငင်ဘော်ကိုထိုးတက်သွားခဲ့ပါပြီ။ဒုံးမြန်တွေဟာစက္ကန့်၄၀အတွင်းပြင်းမှတ်စီကိုရောက်ရှိမှာပါ။ဒါပေမဲ့ဥဆောင်ဒရုန်းကသူ့အစီအစဉ်ကိုဆက်လုံနေပါတယ်။ဒရုန်းဟာ၄၅ဒီဂရီစောင်းလိုက်ပြီးတော့မီတာ၂၀၀အမြင့်ကိုတက်လိုက်ပါတယ်။ဒီအချိန်တစ်လျှောက်လုံးဒရုန်းကလှိုင်းကိုဇက်တိုက်ထုတ်လွှင့်နေကြတာပါ။ ဒရုန်းဟာရုရှားရေဒါတွေအားလုံးမြင်တာအောင်သူ့ကိုယ်သူမိမောင်းထိုးပြနေကြတာပါ။ကြံတဲ့ရှစ်စီကိုကယ်တင်ဖို့အတွက်မျက်စစ်တန်လိုက်လိုင်းနဲ့အသက်ဆုံးကြတာဖြစ်ပါတယ်။ရုရှားတို့မြန်တွေဟာလေတဲကိုပဲရောက်လာခဲ့ပါတယ်။ဒုံးမြန်တွေရဲ့ဖြူးစနစ်တွေဟာလမ်းကြောင်းပြောင်းသွားတဲ့ပုံရိပ်ရောင်နောက်ကိုပဲလိုက်သွားခဲ့တာပါ။လေဝင်းတွေထဲမှာပောက်ကွဲမှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီအချိန်မှာပဲကြံတဲ့ယူကရိန်းဒရုန်းရှစ်စီဟာအဖိုးတန်တဲ့၂စက္ကန့်စာလမ်းကြောင်းပြင်ဆင်မှုအချက်လက်ကိုလက်ခံရရှိခဲ့ပြီးပါပြီ။သူတို့ရဲ့လမ်းကြောင်းလွဲချော်မှုတွေကိုပြန်လည်ပြင်ဆင်ပြီးသွားခဲ့တာပါ။ ယူကရိန်း drone တွေရဲ့ဥဆောင်သူကဒုံးပျံတွေအားလုံးကိုသူ့စီဆွဲခေါ်ပြီးမြောက်ဘက်ကိုပြန်တန်းနေချိန်မှာကျန်တဲ့ရှစ်စီးကတော့အရှိတ်ဘက်ကိုတိတ်တဆိတ်ဆက်လက်ပြန်တန်းနေကြတာပါ။ Mospa 1 operator တွေဟာစိတ်ပျက်စွာနဲ့စောင့်ကြည့်နေကြရပါတယ်။ပစ်မှတ်တစ်ခုတည်းကဟာမြောက်ဘက်ကိုသွားနေတာမြင်နေရပါတယ်။ဒါပေမဲ့အစောပိုင်းမှာပစ်မှတ်တွေကအများကြီးရှိနေကြတာကိုတော့ရုရှားစစ်သားတွေသိနေကြကြပါတယ်။နောက်ထပ်ရုရှားဒုံးပျံတွေဟာအဲ့ဒီအနစ်နာခံသွားတဲ့ဥဆောင် drone ကိုထပ်ပြီးထိမှန်ကြကြပါတယ်။ရုရှားစစ်တပ်ကဒီထောင်ချောင်းကစားကိုလက်လွတ်မခံခဲ့ပါဘူး။ ် operator ကအချက်ပြလိုင်းပျောက်ကွယ်သွားတာကိုကြည့်နေခဲ့ပါတယ်။ Ukraine drone တစ်စီးတော့ကျသွားခဲ့ပါပြီ။ Ukraine drone ရှစ်စီးဟာမီတာ45အမြင့်မှာအရှိတ်ဘက်ကိုဆက်လက်ပြန်တန်းနေခဲ့ကြပါတယ်။ Ukraine drone တွေမတိလိုက်တာက12ကီလိုမီတာအကွာမှာလုံးဝကွဲပြားတဲ့ထောင်လန်းရေးစနစ်တစ်ခုကသူတို့ကို6မိနစ်လောက်ကြိုတင်ပြီးခြေရာခံမိနေခဲ့ပြီဆိုတာပါပဲ။အဲဒီစနစ်က radio line တွေကိုလုံးဝမလိုအပ်တဲ့စနစ်ပါ။အသက်ရှင်ကျန်ရစ်တဲ့ Ukraine drone ရှစ်စီးဟာ Panzer Oblast ဒေသကိုဝင်ရောက်လာခဲ့ပါတယ်။ drone တွေဟာအမြင့်မီတာ30မှာသာပြန်တန်းပြီး အင်ဂျင်ကိုအနှေးဆုံးလေပတ်နှုံးနဲ့ထိမ့်သိမ်းထားတာပါ။ယူကရိန်း drone တွေဟာရုရှားတိုက်လေယာဉ်တွေကိုလှည့်သားခဲ့ပြီး jamming sting တွေကိုလည်းကြော်လွှားနိုင်ခဲ့ပါတယ်။အခုသူတို့ဟာ radar line လည်းမရှိတော့သလို radio line လည်းမရှိတော့ပဲပန်ဂါရီရဲ့တုံးညင်းတဲ့တုံခါတန်လေးပဲရှိတော့တာပါ။ဒါကြောင့်ပထမဆုံးရုရှားတုံးပြန်ပစ်လွှတ်လိုက်တဲ့အခါယူကရိန်း drone တွေအတွက်အရန်ကိုထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။ရုရှားရဲ့ 9M38 တုံးပြန်တဲ့စင်းဟာတစ်တောတစ်ခုကနေရုတ်တရက်ထိုးတက်လာခဲ့ပါတယ်။ယူကရိန်း drone တွေရဲ့စနစ်မှာဘာ radar launcher တန်မှမကြားရသလို ပြစ်မှတ်ပြလေးစားကြောင်ကြည်လည်းမရှိပါဘူး။ဘာမှမရှိခဲ့ပါဘူး။ရုပ်တရက်ဒုံးမြအင်ဂျင်ရဲ့ကျေလောင်တဲ့ဟိမ့်တန်ကြီးနဲ့တူရုရှားစစ်တပ်ကယူကရိန်းဒရုန်းတွေဘယ်နေရာမှာရှိလဲဆိုတာကိုအတိအကျသိနေခဲ့ပါပြီ။ရုရှားစစ်တပ်အုံပြုခဲ့တဲ့စနစ်ကို 1B75 ပန်နီဆလင်လို့ခေါ်ပါတယ်။ဒါဟာအတန်လိုင်းခြေရာခံစနစ်ဖြစ်ပြီးလွန်ခဲ့တဲ့17မိနစ်လုံလုံဒရုန်းတွေရဲ့အတန်ကိုနားထောင်နေခဲ့တာပါ။မူလကတော့ရန်သူမြောက်တပ်တွေရဲ့ပြစ်ခတ်တံကိုနေရာရှာဖို့ဒီဇိုင်းထုတ်ထားတာပါ။ ီစနစ်မှာတိကျတဲ့ geometry ပုံစံနဲ့တက်ဆင်ထားတဲ့ microphone ရှစ်လုံးပါရှိပါတယ်။ဒီ microphone တွေက9 km အကွာကရဟတ်ရင်တန်းဒါမှမဟုတ်12 km အကွာအဝေးက drone တစ်စီးရဲ့အတန်ကိုကြားနိုင်လောက်အောင်အာရုံခံစားမှုကောင်းပါတယ်။ဒါပေမဲ့ဒီစနစ်ကနားထောင်ရုံတသက်မဟုတ်ပါဘူး။သူကတွက်ချက်နေတာပါ။အတန်ဟာတစ်စက္ကန့်ကို343မီတာနှုန်းနဲ့သွားပါတယ်။ Ukraine drone engine ရဲ့ weak နဲ့အတန်ဟာ microphone စီကိုရောက်လာတဲ့အခါ microphone တလုံးချင်းစီကအတန်ကိုမတူညီတဲ့အချိန်မှာမှတ်တမ်းတင်ပါတယ်။ ကွန်ပျူတာကဒီအချိန်ကွာခြားချက်တွေကိုယူပြီးရင်ကုန်သင်္ဘောတွေကသင်္ဘောတွေကိုခြေရခံတဲ့တရီဂန်တိုင်းတာချင်းသင်္ချာနီးတိုင်းတွက်ချက်ပါတော့တယ်။တစ်စက္ကန့်ကိုနမူနာပေါင်း16000ယူပြီးသူ့ပတ်ဝန်းကျင်ကအတန်ရင်းမြစ်တိုင်းရဲ့ 3D မြေပုံတစ်ခုကိုတည်ဆောင်နေတာပါ။ Penicillin စနစ်ကို Ukraine drone တွေအတွက်သေစေနိုင်လောက်အောင်ကြောက်စရာကောင်းစေခဲ့တဲ့အချက်ကဒါပါပဲ။အင်ဂျင်တိုင်းမှာသူ့ရဲ့ကိုယ်ပိုင်အတန်လက်ပွေရာရှိပါတယ်။ဒီ Ukraine drone တွေမှာတုံးထားတဲ့တရုတ်နိုင်ငံလုံးအင်ဂျင်တွေဟာတမနစ်ကိုအပတ်ရည်9400နှုန်းနဲ့အတိအကျလဲပတ်ကြတာပါ။ ရုရှားစစ်တပ်ကသူတို့အရင်ကဖမ်းသိရမိထားတဲ့ယူကရိန်း drone တွေရဲ့ဒီအတန် signature ကိုအကြိမ်ကြိမ်လေ့ကျင့်ထားခဲ့ပြီးသားပါရုရှားစစ်တပ်ဟာဒီအတန်ကိုသူတို့နှလုံးခုန်တံထက်တောင်ပို့ပြီးအလွတ်ရနိုင်ခဲ့ပါပြီအခုလုတ်စရာကျန်တာကပြစ်ခတ်ရေး unit တစ်ခုစီကိုဒီအချက်လက်ကိုပို့ပေးဖို့ပါပဲရုရှားရဲ့ DOM2 ဒုံးပြန်တပ်မှုမှာရွေးချယ်စရာနှစ်ခုရှိပါတယ်ရေဒါဖွင့်ပြီးသူ့နေရာကိုပါပေါ်ထုတ်လိုက်မလားဒါမှမဟုတ်ပန်နက်စလင်စနစ်ကပေးပို့တဲ့အတန်အချက်လက်ကိုယုံကြည်ပြီးမျက်စိမှိတ်ပစ်မလားဆိုတာပါပဲ တပ်မှုကနံပါတ်1ကိုရွေးချယ်ခဲ့ပါတယ်။ပထမဆုံးရုရှားတုံးမြတ်ဟာပနက်ဆလင်စနစ်ကပေးတဲ့လမ်းကြောင်းတိုင်းပဲပြန်တန်းသွားခဲ့ပါတယ်။73စက္ကန့်ကြာလုံးဝလျှက်စစ်တန်လိုက်တိုက်ဆိတ်မှုနဲ့အတူယူကရိန်း drone တွေရဲ့ radar သတိပေးစနစ်တွေဟာလုံးဝငြိမ်သက်နေခဲ့တာပါ။ယူကရိန်း drone တွေရလိုက်တဲ့ပထမဆုံးသတိပေးချက်ကအထံပါပဲ။ကျေလောင်လာတဲ့ဒုံးပြန်ရဲ့ဟိန်တန်ကြီးပါ။ပြီးတော့ပြတ်မှတ်တဲ့2ကီလိုမီတာအကွာအဝေးကိုရောက်တဲ့အခါဒုံးပြန်ရဲ့ကိုပိုင်ရေဒါဟာရုတ်တရက်ဖွင့်လိုက်ပါတော့တယ်။ယူကရိန်း drone တွေဟာရလိုက်တဲ့သတိပေးချိန်က2စက္ကန့်ပဲရှိပါတယ်။ တနအီကီလိုမီတာ190နှုန်းနဲ့သွားနေချိန်မှာ2စက္ကန့်ဆိုတာမီတာ160အကွာဝေးကိုခရီးရောက်ပါတယ်။ဦးဆောင်ဒရုန်းရဲ့တုံ့ပြန်မှုကချက်ချင်းပါပဲ။အမြင့်ဆုံးဆွမ်းဆောင်ရည်နဲ့ 3G အားကိုသုံးပြီးအပေါ်ကိုထိုးတက်လိုက်တာကြောင့်ဒရုန်းရဲ့အတောင်ပိုင်းတွေကွေးညွတ်သွားခဲ့ပါတယ်။ဒုတိယမြောက်ရုရှားတုံ့ပြန်ရောက်လာချိန်မှာပြစ်မှတ်တွေကနေရာပြန့်ကျဲနေခဲ့ပါပြီ။ယူကရိန်းဒရုန်းတွေဟာနီးပြူဟာအစ်ကိုတုံးလိုက်ကြပါတယ်။သူတို့ရဲ့အင်ဂျင်ချိန်ကိုဂျပန်ပြောင်းလဲလိုက်တာပါ။ဒီလိုအဆက်မပြတ်ပြောင်းလဲနေတဲ့အင်ဂျင်တန်တွေဟာ ပနက်စလင်စနစ်ရဲ့တွက်ချက်မှုတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာပါပနက်စလင်စနစ်ကပြစ်မှတ်ကိုတိတိကျကျချေရခံဖို့တတ်သမတ်သေးရှိတဲ့အတန်ကိုလိုအပ်ပါတယ်ခုတော့အဲ့ဒီအတန်စနစ်ကအသုံးမဝင်တော့ပါဘူးတတိယမြောက်ဒုံးမြန်က software error ကြောင့် radar ကိုဆော့ပြီးဖွင့်မိသားတဲ့အတွက် Ukraine drone တွေအပူ20စက္ကန့်ရခဲ့ပါတယ်ဒီအချိန်လေးကိုအသုံးချပြီး Ukraine drone သုံးစီးဟာမြေကြီးနဲ့5မီတာအကွာမှာကပ်ပြန်သွားလိုက်ကြပါတယ်ရုရှားဒုံးမြန်တွေဟာ radar ရောင်ပြန်ဟတ်မှုနဲ့ drone ကိုခွဲမြရတဲ့အပြင်သူတို့ရဲ့အနေအဆုံးပြစ်မှတ် ပစ်နိုင်တဲ့အမြင့်30မီတာဆိုတဲ့ကန်တာချက်ကြောင့်လိုက်လို့မရပဲလေထဲမှာပေါက်ကွဲပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ Ukraine drone နံပါတ်9ဟာစစ်တုထမြောက်ဒုံးမြန်ရဲတိုက်ခိုက်မှုကြောင့်ဒိုင်းရိုက်ထိမှန်သွားခဲ့လို့ drone 6စီးသာကျန်ရခဲ့ပါတယ်။အဲဒီနောက် drone တွေဟာပုံရှိုးွယ်ရှိုးမလုပ်တော့ဘဲတနအီကို290ကီလိုမီတာအချိန်တစ်ခုတည်းကိုသာအာကိုပြီးပစ်မှတ်စီကို6.8မိနစ်တွင်ရောက်ဖို့အတွက်ထိုးထွက်ခဲ့ကြပါတယ်။ drone 6စီးဟာစက်ယုံကြီးရဲ့မီတာ800ပတ်လေကိုရောက်တဲ့အခါအကြီးမားဆုံးခံစစ်နဲ့ရင်ဆိုင်ရပါတယ်။ အဲ့ဒါကတနက်ဒုံးပြန်မဟုတ်ပဲရုရှားရဲ့ Poly 21 GPS ဂျမ်မင်စနစ်ပါပဲဒီစနစ်ကအားကောင်းလို့နဲ့ GPS အချက်ပြလိုင်းတူတွေကိုထုတ်လွှင့်ပြီးဒရုန်းတွေကိုလှည့်စားလိုက်နိုင်ပါတယ်ဒရုန်းရဲ့ Autopilot စနစ်ဟာ GPS နဲ့ကင်မရာတို့ရဲ့အချက်လက်တွေမတူညီတာကြောင့်စနစ်တွေရှုပ်ထွေးကတောင်ပံတွေရိမ့်ထို့ကပြတ်ကျလူနီးပါဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ဥဆောင်ဒရုန်းဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ် GPS ကိုလုံးဝလှည့်လို့ရှိပြီးမူလအစီအစဉ်တိုင်းသွားမယ်ဆိုပြီးသူ့ရဲ့ Optical Camera နဲ့ ပြစ်မှတ်ဖြစ်တဲ့အဆောင်၃ရဲ့ခေါင်းမုံးစီသွားလိုက်ပါတယ်။၄နိုင်20မိနစ်မှာတော့ပထမဆုံးထိမှန်မှုဖြစ်ပွားခဲ့ပါတယ်။ပောက်ကွဲမှုကြောင့်ဓာတုပစ္စည်းတူလောင်ကန်၃ကန်မှာပောက်ကွဲထွက်သွားလို့အဆောင်အုံတစ်ခုလုံးပွင့်ထွက်သွားခဲ့ပါတယ်။ဒုတိယဒရုန်းကဆလို့ကျန်တဲ့ဒရုန်း၅စီးဟာပောက်ကွဲမှုကြောင့်ထွက်ပေါ်လာတဲ့မီးတောင်ကြီးကိုသာပြစ်မှတ်အဖြစ်သတ်မှတ်ပြီးဇက်တိုက်ထိုးစင်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ဟာအဆောင်ခုနှစ် EMP ကွန်ပျူတာနဲ့ Lithium Battery တူလောင်ယုံစတဲ့အရေးကြီးနေရာတွေကိုထိမှန်ခဲ့ကြပါတယ်။ ။နောက်ဆုံး6စီးမြောက် drone ကတော့မီးမလောင်သေးတဲ့တခုရီးသောအဆောက်အုံစီကိုတိုက်ခိုက်လိုက်တာကြောင့်ရုရှားရဲ့ထုတ်လုပ်ရေး line တစ်ခုလုံးလုံးဝပျက်စီးသွားခဲ့ပါပြီ။ရုရှားလေကြောင်းကာကွယ်ရေးကွန်ရက်ကိုချိတ်ဆက်ပြီးတဲ့ဒီအဆောက်အုံကြီးတစ်ခုလုံးပျက်စီးသွားတာကြောင့်ရုရှားရဲ့ S300 နဲ့ S400 စနစ်တွေဟာအဆက်အသွယ်ပြတ်တောက်ပြီးတုံ့ပြန်ချိန်သုံးစနှေးကွေးသွားတော့မယ်လို့ဆိုပါတယ်။ဒါဟာယူကရိန်းအတွက်လေကြောင်းတိုက်ခိုက်ရေးမရှင်တွေပုံမအောင်မြင်ဖို့လမ်းဖွင့်ပေးလိုက်တာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။